ကဲဒါဆိုရင်ကျွန်တော်တို့ကကာွယ်ရမယ်တဲ့အဲ့ဒါဆိုရင်ဘလို့နီးနဲ့ကျွန်တော်ကာွယ်ကြမလဲကာွယ်ရမယ်အပိုင်းစဉ်းစားဟောပြီကာွယ်ရမယ်အပိုင်းကထိရိုက်ရှာနာလွယ်တာဖြစ်တဲ့အတွက်ခြေတော့ကိုလုံလုံချုံချုံ အုပ်ထားပေးနိုင်တဲ့အဓိကတော့စီဂျိုသမားများအသုံးပြုတဲ့ဖက်နက်ပေါ့ဗျာကာပါကောင်းတဲ့ဖက်နက်ပေါ့အဲ့လိုဖက်နက်မျိုးကိုအိမ်တွင်းမှာပဲဖြစ်စေအိမ်ရဲ့အပြင်ပောက်ပဲဖြစ်စေအသုံးပြုဖို့လိုအပ်တယ် စီဂျိုသမားတွေအသုံးဆွဲတဲ့ဖိနက်ဆိုတာတည်တံ့ရှိပါတယ်ရှာဖွေပါလိုအပ်တဲ့အကူအညီရှာဖွေလို့ခက်ခဲတယ်တို့တဲ့အခုရှင်ရဲ့အားရောကြောင့်ပြောပါအားရောကြောင့်တိုင်ပင်ပါအားရောကြောင့်တော့အစင်တစိုက် view site ပြီးတော့ဘယ်လိုဖက်နှက်မျိုးကိုဝယ်ပြီးဘယ်လိုဖက်နှက်မျိုးကိုစီးတင်နေဆိုတာကြက်လုံးနဲ့ဖက်နှက်လည်းအစံပြေဘူးချောင်းလုံးနဲ့ဖက်နှက်လည်းအစံပြေဘူးဒါတွေကပြဿနာကြီးကြီးမားမားဖြစ်တတ်တယ်။သွေးမရောက်တော့တဲ့အခါမှာဒီခြေထောက်ဆိုတဲ့ခြေကုန်တစ်ခုလုံးပေါ့ဗျာပြောရရင်ခြေထောက်တစ်ခုလုံးပေါ့အရေးပြားတွေကအတူက6တွေ့နေတတ်တယ်အကုန်လုံးကအဲ့ဒီမှာ ဆိုအဆိုတက်ဆိုတာမရှိတော့ဘူးပဲပြောအဆိုတက်မရှိတော့အဆိုတက်မရှိတဲ့အတွက်အေးပြားကရှမ်းစစ်တဲ့ဖြစ်တယ်အရန်ပဲခြေချောင်းချင်းပွန်းပြီးတော့တောင်မှအနာဖြစ်နိုင်တဲ့အနေအထားမျိုးမှာရှိဒီလိုပြဿနာမျိုးရှိတယ်ဆိုတော့ကျိုးတင်ကာကွယ်တဲ့အနေနဲ့အဲ့ဒါလိုလိုအပ်တဲ့ဖနက်ပေါ့အရင်ဆုံးကာကွယ်ရမယ်ကဲဖနက်ကာကွယ်လို့ပြီးရင်ကျွန်တော်ဘာဆက်လုပ်မလဲဆိုတော့မိမိရဲ့ခြေထောက်ကိုပုံမှန်နေစဉ်စစ်ဆေးဖို့လိုအပ်တယ် မိမိရဲ့ခြေထောက်တန်ရှင်ရင်းကိုအထူးဂယုပြုဖို့ဂယုဆိုင်ဖို့လည်းလိုအပ်တယ်။ on tight ချနာတယ်သူတို့မြင်ရတဲ့အရာမျိုးမဟုတ်ဘူး။အတက်မိုင်းဟိုအောက်အတွင်းမှာဖြစ်တဲ့အနာဖြစ်တယ်။အပ္ပနာမကြောက်ဖို့ကောင်းတယ်။ကိုကမမြင်ရဘူးမသိရဘူး။ဒီတော့ရှာကန်းပါရှင်လို့ခေါ်တဲ့မိသားစုဝင်ကစီစဉ်ရှာဖွေပေးမှသာလူနာကသိရတယ်ဖြစ်တယ်ဒီချက်ကအမှန်တန်ထူးခြားတဲ့ခြေထောက်ပဲ။ဆိုတော့ညှစ်ကြည့်လိုက်ပါ။နည်းနည်းဖြည့်ညှစ်ကြည့်လိုက်ပါ။အဲ့အချိန်မှာ နာကျင်တယ်ဆိုတော့လူနာခံစားချက်ကိုတွေ့ရတတ်တယ်။ဒါဆိုအတွင်းမှာအနာဖြစ်နေတယ် အနာမရှိရင်တော့မနာကြည့်ဘူးဘာပဲပြောရင်အတွင်းမှာအနာဖြစ်နေပြီအတွင်းမှာအနာဖြစ်နေရင်ဒီအနာကမြင်ရတာမဟုတ်ဘူးမသိဘူးဒီတိုင်းပဲထားမယ်ကြာမယ်နှောင်ကြရင်ဒီအောင်ကပြည်တယ်နာဖြစ်မယ်ပိုးဝင်သွားမယ်အဲ့ဒီကအယိုးကိုစားမယ်ဖြစ်အဖြစ်များတယ်ကိုပြောရင်အဲ့အဲ့နေရာမှာအဲ့ offer တွေမှာတော့အဖြစ်များပါတယ်ယောဂအဲ့မှာအဖြစ်များအဲ့တော့မနာဘူးဆိုတော့တိတ်ပြဿနာမရှိဘူးပဲနာပြီဆိုရင်ပြဿနာရှိတယ်ဘေးမှာအတ္တမတက်နေတယ်အလဲမှာအတ္တမတွေရှိတယ်ကြီးကြီးမားမားအတ္တမတွေအဲ့ဒီအတ္တမရဲ့ပမာဏကဘယ်လောက်ရှိနေပြီလဲ တေချာနားလေဖို့လို့ဒီအတ္တမာတွေများနေပြီကြီးနေပြီဆိုရင်ဆာရင်စီမှာတွားပြီးတော့ခွဲစိတ်ဆောင်ဝဲစီမှာတွားပြီးတော့အဲ့လိုအပ်တဲ့အပေါ်အတ္တမာတွေကျွန်တော်လှီးထုတ်ဖို့လို့အတွင်းမှာဖြစ်တဲ့အနာကနောင်တော့မှအဲ့အတ္တမာကအတော်ကြာတော့မှကွဲထွက်သွားတယ်ကွဲထွက်ပြီးတော့မှအဲ့တော့ကပြေရထွက်လာတယ်အနံ့ကအဲ့တော့မှထွက်လာတယ်အမတန်နောက်ကျပြီလို့ပြောရမယ်အဲ့ဒီကျတော်လေးနောက်ကျပြီအဲ့လိုအခြေအနေမျိုးဖြစ်ပြီဆိုရင်ပြည်တယ်နာလို့ခေါ်တော့ဟိုအယိုးကိုထိမဲ့ခိုက်မဲ့အနေထားမှာဖြစ်သွားပြီဖြတ်ဖို့တောက်ဖို့အခြေအနေတွေဖြစ်လာပြီ ဆိုရင်ကျွန်တော်အမြန်ဆုံးဈေးယုံဈေးကန်တွားရမယ်ကြောချေဥစည်းကမတွားခင်မှာကျွန်တော်တို့ကကြိုတင်ပြီးတော့ယောဂါကိုကာကွယ်တဲ့အနေနဲ့ဒီလိုနီးနဲ့ကျွန်တော်တို့ကကြည့်ရှုတာဖြစ်တယ်။တပတ်ကိုတစ်ချိန်တွမုံနှစ်ချိန်တက်နိုင်မိသားစုဝင်များကကို့မိဘဘိုးဘွားများကိုဂရုတစိုက်နဲ့ကြည့်ရှုဆောင်ချောက်ပေးဖို့အရောကြအနေနဲ့အထူးပဲမြတ်တာရက်ခံချင်ပါတယ်။အပ္ပနမကိုအကျိုးတက်ရောက်ပါတယ်အပ္ပနမကိုထိရောက်ပါတယ် တော့ဒီနေ့လည်းကျွန်တော်ကြည့်လိုက်မယ်အားလုံးကောင်းတယ်ဆိုရင်လည်းကောင်းတယ်ပါဗျာမကောင်းဆိုရင်တော့လည်းအဓိကကျွန်တော်ပြောတယ်အတ္တမအများများထူထူတက်နေတော့မှစာကျင်စီမှာတွားပြီးတော့အဲ့ဒါလေးကိုလှီးပြပါဖြစ်ဖြစ်ချင်းဖြစ်ဖြစ်ချင်းဒါဆိုရင်အတွဲမှာပြည်တန်တာလို့ယောဂါမျိုးဖြစ်ဖို့အတွက်ကိုစောစောစီးစီးကာဝေးတာဖြစ်တဲ့အတွက်အမတန်တက်အောင်မှုရှိတယ်ဒီ6လောက်ကျမ်းမှာရေးအမတန်အစီပြေကျမ်းမှာလည်းနေဆိုရင်အလုံးစစ်စေးပြီးပြီဆိုရင်ဒီရေကိုဆက်ပြရေကိုကျွန်တော်တုံလို့ရတယ်နောက်ထပ်ရေအစ်စ်ပြန်ထည့်မယ်6ရောက်ကိုဆက်ပြပြောင်းစီအောင်ကျွန်တော်ဆေးကြောလိုက် ပြီးတဲ့အခါမှာခြေချောင်းကြားတွေရေဝင်နေလို့မရဘူးခြေချောင်းကြားတွေမှာရေဝင်နေဒီကောင်ကပြဿနာရှိတယ်ပိုးဝင်ဖို့အတွက်အလားလားအများကြီးခေါ်နေတယ်လို့ဖြစ်တယ်အဲ့တော့ခြေချောင်းကြားလေးတွေကိုကျွန်တော်တို့ကရေပြောင်းစင်အောင်ကျွန်တော်တုတ်ပြရမယ်6ရောက်ကတန်ရှင်းစင်ကြဲသွားလိမ့်မယ်ရေပြောင်းသွားလိမ့်မယ်အဲ့ဒီကြောင့်6ရောက်က6တွေ့နေလိမ့်မယ် screen တွေကလည်းအရန်ကိုပါပြီးတော့မှစုတ်ထိုင်းမှုမရှိတဲ့အနေအထားတွေရှိတယ်အဲ့တော့သူ့ကို moisturize ဖြစ်အောင်ပြန်လုပ်ပေးရမယ်ဆိုထားရင်ရအောင်ပေါ့ဗျာပြောရရင်ဆိုတော့ဒီနေ့တော့လွယ်ပါတယ် vaseline လိုဟာမျိုးတုံးရင်လည်းရတယ်ဒါမှမဟုတ် aloe vera gel အများကြီးပဲဒီနေ့ပေါ်တယ်အဲ့တော့ aloe vera gel လိုဟာမျိုး vaseline လိုဟာမျိုးဒါမျိုးလေးနဲ့ကျွန်တော်တို့ apply လုပ်ပေးမယ်ဒီကြားလေးကောင်းဆိုတော့ခြေချောင်းကြားတွေကို6တွေ့အောင်ကျွန်တော်တို့ထားမယ်ခြေကုန်တွေအကုန်လုံးကိုဆူထိုင်းမှုနဲ့ကောင်းကောင်းမွန်မွန်ဆူထိုင်းပြီးအဆင်ပြေပြေအသားရည်ကိုဆူထိုင်းမှုရအောင်ကျွန်တော်ပြန်ပြီးအစီအစဉ်ပေးမယ်